င်္ဂလာပါဗျာပရိုသသနာအတွက်မပြောမဖြစ်လို့ပြောရမယ့်ဗီဒီယိုဖိုင်လေးတွေမဖြစ်မနေထောက်ပြရမယ့်ဗီဒီယိုဖိုင်လေးတွေနဲ့ပြန်လာပါပြီဟုတ်ကဲ့ပါဗီဒီယိုဖိုင်လေးတစ်ခုကို ဖွင့်ပြမယ်ဒီဗီဒီယိုဖိုင်လေးကမနေ့ကတော်တော်လေးလိုင်းပေါ်မှာပြန့်နှံ့သွားတယ်ဗျအဲ့တော့ YBS ကားပေါ်မှာဖုန်းကြီးအတုလိုပဲကျွန်တော်သုံးထုံးပါမယ်ဘာဖြစ်လို့လဲဆိုတော့ဝင်းနီးတိတ်ခပုတ်တင်နဲ့ညီတဲ့ဆရာတော်တန်ဃာတော်တွေ ဖျားသားတော်တွေကဒါမျိုးလုပ်တွေလုံးမှာမဟုတ်ဘူး။အဲ့တော့ဒါတွေကသင်္ကန်းချုံဘုံကြီးအတုလိုပဲကျွန်တော်သုံးထုံးပါမယ်။ဘုံကြီးအတုနဲ့ YBS car driver နဲ့ပြဿနာတက်တယ်။ YBS car driver ကဘုံကြီးအတုကိုကားပေါ်ကနေအတင်းဆွဲချမောင်းချတဲ့ဗီဒီယိုဖိုင်လေးတက်လာတယ်။အဲ့ဒါလေးကိုအရင်ဆုံးကြည့်အောင် ရိုက်တဲ့သူကလည်းအမိရကိုရိုက်ထားတာပါ WBS ကားပေါ်ကိုဖုန်ကြီးအတုနဲ့အမျိုးသမီးတယောက်တက်လာတယ်ပြီးတော့တလန်းလုံးရံဖြစ်တယ်ဖုန်ကြီးအတုကတလန်းလုံးပိုးဆိုးပတ်ဆက်တွေဆဲဆူနေတဲ့အတွက်ကြောင့်ဘေးနားကခီးတယ်တွေကရောကားမောင်းတဲ့ WBS driver ကရောပါဇက်ပိတ်ထားဖို့ပြောတယ်သင်ငန်းဝတ်ကြီးနဲ့ဒီလိုမျိုးလှုပ်တာမကောင်းဘူးဆိုတာကိုဝိုင်းပြီးတော့ပြောကြတယ်အလားတောင်မှပဲမရပဲနဲ့ လူကြားမကောင်းသူကြားမကောင်းထပ်ပြီးတော့ဆဲဆူနေတာပါအရက်သေးစားလဲတောက်ထားပုံရတယ်ဗျအဲ့တော့ကျွန်တော်တို့ဆက်ကြည့်ပါမယ် ဲ့ပါဖြစ်စဉ်လေးက YBS ကားပေါ်မှာဖြစ်သွားတာပါဘုံကြီးအတုနဲ့အတူတူပါလာတာက အမေလို့သိရပါတယ်ဒီဘုံကြီးအတုကဒုံလန်ဘဝစ်ထားတာလို့လည်းပြောတယ်အဲ့တော့အခုကသူကအမေကိုလည်းပြန်ဆဲနေတဲ့သင်ငန်းဝစ်ကြီးနဲ့တကားလုံးပေါ်မှာလည်းမိုးမွန်နေအောင်ဆဲတဲ့အတွက် YBS driver ကကားပေါ်ကနေဆွဲချတဲ့ဖြစ်စဉ်လေးပါအဲ့တော့တကားလုံးလည်းနားမခံတာတော့ဘူး တင်ငန်းဝစ်ကြီးနဲ့ဒီလိုမျိုးလုပ်နေတယ်ဆိုတာကဘလို့မှလည်းမသိတော့ဘူးမကြောက်ဝင်မနာတာတွေဆဲနေတာဖြစ်တဲ့အတွက်ကြောင့်ဘိုင်ဘက်ကားဆရာဘောကကားဘောကဆွဲချရဲဒါကိုမိခင်လုပ်တဲ့သူကတောင်းမှန်တဲ့ဗီဒီယိုဖိုင်လေးလိုင်းပေါ်မှာပြန့်နှံ့နေတာပါအဲ့တော့ဗျာသာသနာညှိုးနှွမ်းစေတဲ့ကိစ္စဆိုတာထက်သာသနာကြီးကိုတမင်တကာဖျက်ဆီးနေတဲ့ပုံစံမျိုးပေါက်နေတယ်ဗျအဲ့တော့လူတွေကိုပြောချင်တာကလည်းတင်ငန်းဝစ်လိုက်ပြီဆိုတာနဲ့ ဆွတ်ဆက်ပြီးတော့ကိုးကွယ်ဆွတ်ဆက်ပြီးတော့ယုံကြည်ဆွတ်ဆက်ပြီးတော့ဥချတာတွေမလုပ်သင့်တော့ဘူးဗျအဲ့ဒါတွေကလွဲနေပြီအဲ့တော့ဒါမျိုးတွေကိုများများသိဖို့လိုတယ်ဗျသင်္ကန်းဝတ်ပြီးဆိုတိုင်းတိခါသမားကြီးရှိတဲ့ယဟန်တပါမဖြစ်သွားဘူးအဲ့တော့အခုနောက်ပိုင်းမှာသင်္ကန်းဆိုတာအရေးချုံတက်တက်ပဲသင်္ကန်းကိုခုတုံးလောက်တာတက်တက်ပဲအဲ့လိုမျိုးအတုတွေအများကြီးဖြစ်နေတယ်အတုနဲ့စစ်ကိုခွဲခြားဖို့လိုအပ်ပါတယ်ပြီးကြတဲ့လကယဟန်တန်ဃာတွေ TikTok တွေ social media တွေသုံးတာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်တန်ခါမဟာနာယကကစာထုတ်ပြီးတော့တားမြစ်ထားတဲ့ကိစ္စတွေရှိတယ်။ဟုတ်ကဲ့ပါအဲဒီတော့ TikTok တွေ social media သုံးတာတွေကိုတားမြစ်တာထပ်ပို ဆိုးတဲ့ဒီလို အပြင်လောကမှာလူတွေကြားထဲမှာအလူခံသလိုလိုနဲ့ဘုံကြီးအတူရောင်နေရှိနေပြီးဘုံကြီးအတူရောင်နေအရန်ကိုများနေပြီးသာသနာညှိုးနှွမ်းစေတဲ့ကိစ္စထက်သာသနာကိုဖျက်လို့ဖျက်စီးလုပ်နေတာတွေကိုလည်းအရွေးယူဖို့လိုတယ်ဆိုတာကိုဒီဗီဒီယိုဖိုင်လေးတွေကတက်တည်ပါပဲ နောက်ပြီးပြောချင်တာကတော့ဆရာတော်တွေပါဆရာတော်တွေကလည်းသင်ကန်းဝတ်ခြင်းနဲ့ဆိုတိုင်းသင်ကန်းစီးခြင်းနဲ့ဆိုတိုင်းဝတ်ပေးဖို့မသင့်တော်ဘူးသာသနာကိုညှိုးနှိုင်းစေမယ့်ကိစ္စထိကိုက်စေမယ့်ကိစ္စဆိုဆရာတော်တွေကိုယ်တိုင်ကလည်းခင်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်ဒီဗီဒီယိုဖိုင်လေးလည်းတက်လာတယ်ဗျာကြည့်ကြည့်ပါဦးဟုတ်ပြီပါချောင်းတော့ဟုတ်ပြီပါဟယ်လို ာချင်းရအောင်ဆူချချင်းဆောက်လည်းရန်ကုလုံးထားမလဲပဲဆူချချင်းလောက်ချာကြောင်းကန်နေတာသူ့ဘဝချင်းသာသက်သောကဘာတော့ကလာစေကိုချဖို့ချင်းကြည်ကြလည်းဘဝကိုသူချင်းချင်းတော့ဖြစ်ရမယ်သာဒီတော့ချင်းဒါတွေကလည်းမလုံးတင်တော့ဘူးလို့ကျွန်တော်ကတော့ဝေဖန်ထောက်ပြခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကိုရင်လေးတွေပါပဲကိုရင်ငယ်လေးတွေပါပဲအပြစ်မရှိပါဘူးခွင့်လွတ်လို့ရပါတယ်ဆိုတိုင်းဒါမျိုးတွေခဏခဏဖြစ်နေပြီ အဲ့တော့ဒါမျိုးတွေဆော့ခြင်းရင်လူထွက်တာအကောင်းဆုံးပဲလူပုပ်ကိုတွေနဲ့အပြိုင်လူတွေနဲ့အပြိုင်တန်ဃာတော်တွေကိုရင်တွေကဒါမျိုးလှုပ်เสียအကြောင်းမရှိဘူးဗျလုံးမယ်ဆိုရင်လဲရက်ရွာတွေကလူကြီးသူမတွေဆရာတော်တွေယဟန်တန်ဃာတွေကတားမြစ်ကမှာဗျအပျော်ကနေအပြက်ဖြစ်တော်မယ်သာသနာကအပျော်ကနေအပြက်ဖြစ်တော်မယ်ပျော်ပါပဲကွာဆိုပြီးတော့ကိုရင်လေးတွေကိုကခိုင်းတာတွေဒီလိုမျိုးလူတွေလှုပ်တယ်လို့မျိုးပျော်ဝဲရှင်ပွဲတွေမှာပါဝင်ဆင်နွှဲခိုင်းတာတွေကမလှုပ်သင့်တော်ဘူးမဖြစ်သင့်တော်ဘူးဒါတွေကိုလည်း ဆရာတော်တန်ဃာတော်တွေကမတားဘူးဆိုရင်တော့တန်ဃာနိုင်ရကကအလုံးလုံးမှာဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့သာသနာမှာဘုံညိတုယဟန်တုတွေဘာဖြစ်လို့များလာလဲဘာဖြစ်လို့များလာလဲဆိုတော့ဝင်းနီးတိတ်ခါပုတ်တွေကတဖြည်းဖြည်းနဲ့ယောဒီယော်ရဲ့ဖြစ်လာတဲ့ဝင်းနီးတိတ်ခါပုတ်တွေကိုဂယုမဆိုင်တော့ပဲနဲ့ယဟန်တန်ဃာတွေကိုယ်တိုင်ကလွယ်လွယ်ချိုးဖောက်တယ်ဝင်းနီးတိတ်ခါပုတ်တွေကိုဈေးစစ်နေတဲ့ယဟန်တွေလည်းအများကြီးဖြစ်နေတယ် ီလိုမျိုးများလာတဲ့နောက်မှာယဟန်တန်ဃာတုဘုန်းကြီးအတုတွေပေါ်လာတာကလည်းအထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့လေဟုတ်ကဲ့ပါဒီနေ့တော့ YBS ကားပေါ်မှာဘုန်းကြီးအတုနဲ့ YBS ကားဆရာပြဿနာတက်တဲ့ဗီဒီယိုဖိုင်လေး live ပေါ်မှာပြန့်နှံ့နေလို့ reaction လုပ်ပေးလိုက်ပါတယ်တစ်ဆက်ဆက်ထဲမှာလည်းကျွန်တော်တို့ဗုဒ္ဓဘာသာသာသနာအတွက်ဓာရီကပပျောက်ဖို့တင့်ပြီးဓာရီကိုကာကွယ်ထင်းထင်းစောက်ရှောက်ဖို့တင့်ပြီးဘုန်းကြီးတုယဟန်တုတွေကိုအခုလိုမျိုးဗီဒီယိုရိုက် တိုင်းပေါ်တင်ပြီးတက်တင်နေတကွာချပြပြီးတော့အများသူငါတိအောင်ကိုယ်ကယုံကြည်မှုအစ်အမှန်ဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်အောင်လူတွေကိုယ်တိုင်ကလည်းပေါ်ထုတ်ဖို့လိုတဲ့ဆိုတဲ့အကြောင်းလေးကိုပြောရင်းနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ဗျာ